အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ27ရက်နေ့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်ဒီကချင်တဲ့အကြောင်းအရာကတော့စကိုင်းတိုင်အင်းတော်မျိုးတွေမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးလာတယ်စစ်ကြောင်းထိုးလေးဟာကိုဒီစစ်ကြောင်းထိုးတာထက်နော်ဒီစစ်ကူပေးတယ်နော်စစ်ကူပေးတယ်အဲ့ဒီမှာဒီအရာရှိစစ်သား33ယောက်တွေ့သွားတယ်နော် ဘုံစင်းတဲ့တူကိုအရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက USA ကနေပြီးတော့စူချေထုတ်တာ။နောက်စူချေထုတ်တာအဲ့ဒါတရုတ်နိုင်ငံသူတယောက်ပေါင်ချ Emily Yu ကိုနေပြီးတော့ဒီ USA ကစူချေဒေါ်လာတန်းစင်္ဂလာတန်းထုတ်လိုက်တယ်။နော်ဘာဖြစ်လို့လဲဆိုတော့သူကဒီအမေရိကကထုတ်တဲ့ဒုံးဒုံးကိုနေပြီးတော့အီရန်ကိုဖွားပြီးတော့မှုခုရောင်းတယ်။အဲစသဖြင့်ဒီအကြောင်းအရာတွေနဲ့သူ့ကိုအလိုရှိတယ်။နောက်လိုရှိတဲ့ USA ကစူချေထုတ်နေတယ်နော်ထုတ်နေတယ်။ဆိုတော့ အဲ့ဒီမှာကျွန်တော်တို့ဒေါ်လာ5တန်းနော်5တန်းထုတ်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီနေ့မှာဖြစ်ဖြစ်တဲ့အရာတစ်ခုရှိတယ်နော်ဖြစ်ဖြစ်တဲ့အရာတစ်ခုကတော့ကျွန်တော်တို့ဒီဒီဖကန်မှာညော်ရေပေါက်ပြီးတော့နော်ရေအဲ့ဒီမှာညော်တွေစီးဆင်းလာတာရွာထည့်ကုန်ပြီးတော့ကြီးကြီးပဲနော်အဲ့ဒီဟာလည်းဒီနေ့တတိယမီဒီယာလောကမှာတော်တော်ကိုဝေဝေစာပေါ်ပြတဲ့ဗီဒီယိုဖိုင်နဲ့တစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီရေနုံကင်ဟာဆိုလို့ရှိရင်ပေါက်ကျသွားတယ်ပေါက်ကျတဲ့ခါကျတော့ရွာထည့်ကုန်ပြီးတော့ကြီးကြီးစီးတာနော်အဲ့ဒီမှာလူတွေကတော့ အသေးပြောင်းတော့တိတ်မရှိပုံပဲเนาะအဲ့ဒီသတင်းမီဒီယာတွေမှာကျွန်တော်တို့ဖော်ပြထားတာကိုကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုကဒီနေ့သတင်းမီဒီယာမှာတော်တော်ကိုရေပန်းစားတဲ့ဗီဒီယိုလေးတစ်ခုရှိတယ်အဲ့ဒါက KNU ကစခန်းကြီးတစ်ခုကိုတင်ထားတယ်เนาะတင်ထားတယ်အဲ့ဒီစခန်းကလည်း ော့တော့ကိုကြီးတယ်သူတို့အခိုင်မှာတော်တော်လုံထတာဖြစ်တယ်ပြီလို့ရှိရင်တော့အဲ့ဒီစခန်းကိုတက်ဖို့ကတော်တော်ကိုတက်ယူရတယ်နော်လေကထက်တော့နေတော့မဟုတ်ဘူးနော်အဲ့ဒါကိုတက်ပြီးတော့အဲ့ဒီစခန်းကိုတိုင်တာဒီလက်နဲ့တပါတယ်ဆိုတော့တောင်ပုံရာပုံပဲနော်တောင်ပုံရာပုံပဲဆိုတော့အဲ့ဒီတိုက်ပွဲကလည်းတော်တော်ကိုဒီလူမှုကော်ရက်ပုံမှာတော်တော်ကိုနာမည်ကြီးရဲ့ ဒီဗီဒီယိုဖိုင်လေးတစ်ခုဖြစ်တယ်အဲ့ဒါကိုဒီနှစ်ခုပေါင်းပြီးတော့ကျွန်တော်ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့အဲ့ဒီဟာကိုသွားရှင်းလို့ရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ပြောချင်တယ်လက်ဖက်ချောက်နော်လက်ဖက်ချောက်ဟာဆိုလို့ရှိရင်ဒီနေ့ဝယ်ခံလိုက်ရတယ်နော်ဝယ်ခံလိုက်ရတယ်ဘာဖြစ်ဆိုတော့ဒီစစ်မှုထမ်းဥပဒေနဲ့ငွေတွေကိုဖမ်းတယ်နော်ဖမ်းတဲ့ခါကျတော့အဲ့ဒီအုပ်ကြီးတွေကတော်တော်ကိုချမ်းသာသွားတယ်နော်အခုမှသူတို့သိတယ်ဆိုတော့လည်း နော်တော်တော်ကိုနောက်ကြတယ်နောက်နောက်ကြတယ်တိတယ်ဆိုရင်လည်းဘာမှလုပ်တာတော့မဟုတ်ဘူးဒါပေမဲ့တိတယ်ဝန်ခံတာပေါ့နော်ဝန်ခံတယ်ဆိုတော့စေမထဥပဒေမှာအုတ်ကြီးတွေကနေပြီးတော့ငွေညှစ်တယ်နော်စားတယ်ဆိုတော့အုတ်ကြီးတစ်ခုတည်းကိုအပြစ်တင်လို့လည်းမရဘူးမြန်မာနိုင်ငံရဲ့အကျင့်ကနော်ပြည်သူလူထုလက်တီလိုပဲနော်ပြည်သူလူထုတွေလက်တီလိုပဲကိုသားသမီးမပါရဲ့အတွက်ကိုအုတ်ကြီးကမတောင်းရင်လည်းသူတို့ကပေးတာနော်အဲ့လိုမျိုးအကျင့်ရှိတယ်မြန်မာနိုင်ငံမှာ လုတ်ခုခုလုတ်ပေးပြီဆိုလို့ရှိရင်တော့အသာလေးလက်ထက်မှာပက်ဆန်ရှိပက်ဆန်ထည့်တယ်ထည့်ပြီးမှသွားလာတဲ့အချိန်မှာအဒီလက်ကလေးကိုအဲ့လိုမျိုးပေးလိုက်တယ်နော်လှုပ်ဝက်ပေးတဲ့ဟာတွေကအကျင့်ရှိတယ်နော်အုတ်ကြည့်တယ်မတောင်းရလေအဲ့ဒီပြည်သူလူထုတွေရဲ့အကျင့်မှအလိုပဲနော်အလိုပဲ ဆိုတော့အခုမြန်မာနိုင်ငံကလူတွေဒီမှာရောက်တဲ့လူတွေလည်းဒီလိုပဲเนาะအလုံးတစ်ခုခုကိုလုံးလို့เนาะတစ်ခုခုလုတ်ပေးတယ်ဆိုလို့ရှိရင်သူတို့ကိုပတ်စံနေနေပို့ပေးတာတို့လည်းဖက်ရည်ပို့ပေးတာတို့စသဖြင့်ဒီနိုင်ငံမှာလည်းအခုနိုင်ငံကြီးတွေမှာရောက်ရင်လည်းဒီလိုပဲဒီအချင်းကဒီတိုင်းပဲရှိသေးတယ်ဆိုတော့အုပ်ချုပ်တစ်ခုတည်းကိုအပြစ်တင်တော့မရဘူးမြန်မာနိုင်ငံရဲ့အခြေအနေကเนาะဆိုတော့အုပ်ချုပ်တွေကဆိုလို့ရှိရင်တော်တော်ပတ်စံချမ်းသာသွားတယ်ဘာလို့ဆိုတော့သူတို့သားသမီးတွေမှာပါရဲ့အတွက်เนาะအဲ့ဒီမှာပတ်စံတွေထိုးရတယ်သူတို့ကိုเนาะဆိုတော့အဲ့ဒါကအုပ်ချုပ်ကနေပြီးတော့ တောင်းလို့အခုကတော့အုတ်ကြီးကတော့သူတို့သတ်မှတ်ထားတာကဘလောက်ဘလောက်ထိတော့မှသတ်မှတ်ထားတာပေါ့နော်တပေါ်မှာ350ဆိုတော့350 100ဆိုတော့100ဆိုတော့ဒါပေမဲ့မိဘတွေပေးတာကတော့အဲ့လောက်ပေးချင်မှလည်းပေးမယ်နော်ဆိုတော့အဲ့ဒီမှာသူတို့တက်နိုင်တဲ့လောက်ပေါ့သိန်းနဲ့ချီပြီးတော့ရှိတဲ့လူကသိန်းနဲ့ချီပြီးတော့ပေးတယ်တောင်းနဲ့ချီပြီးတော့ပေးနိုင်တဲ့လူကတောင်းနဲ့ချီပြီးတော့ပေးပါမယ်သူတို့ရဲ့ဆန္ဒအရဆိုလို့ရှိရင်တော့အခုကအုတ်ကြီးတော့အဲ့လိုမျိုးမဟုတ်တော့ဘူးနော်တကယ်ငွေကြီးကိုနော်သတ်မှတ်ပြီးတော့တောင်းတော့တာနာ350 300 350စသဖြင့်ဆိုတော့အဲ့လိုမျိုးငွေက တော်တော်ကိုလွေလွေကူကူနဲ့ရတဲ့အခါကျတော့အုတ်ကြီးတွေကတော့တိုက်တွေဒါတွေကားတွေနဲ့ဖြစ်ကုန်တယ်နော်အခုမှလက်ဖက်၆စိုးဝင်းကနေပြီးတော့နော်ငွေချင်းမတမာမှုတွေရှိနေတယ်ဆိုတဲ့ဟာကိုလက်ဖက်၆စိုးဝင်းကနော်ဒုက္ခ၆စိုးဝင်းကနေပြီးတော့ဝန်ခံတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရှမ်းမြောက် မိုးမိတ်ခရိုင်ကနေပြီးတော့လေကြီးရွာအုပ်စုမှဆိုလို့ရှိရင် KNS ခန်းတစ်ခုကို TNL နဲ့ပူးပေါင်းလို့ဖွင့်တဲ့ကအင်အားညာနဲ့ဝင်စီးတယ် PDF တွေကိုလည်းဒီဘောတစ်ခေါက်ကမနေ့ကကျွန်တော်တင်ပြပေးသားဖြစ်တယ်ကိုခိုင်မှသူတို့ဖမ်းတယ်နော်အဲ့ဒီမှာလန်နက်ခေရအဲ့ဒီမှာ Starling တို့ဘာတို့ငွေတို့နော် think ထောင်နေချီလို့ပါသွားတယ်နော်အဲ့ဒီမှာဖမ်းတယ်ဖမ်းပြီးမှသူတို့ကိုပြန်လွှတ်တယ်ကိုခိုင်ကနေပြီးတော့ဆိုတော့အဲ့ဒီမန်တူမှာရောက်တော့ပြန်တော့ဖမ်းတယ်အဲ့ဒီ PDF တွေကိုနော်ဆိုတော့အဲ့လိုမျိုးကိုတွေ့ရတယ်မနေ့ကတင်တက်တာအခုဒီနေ့ကလည်းနော်ရှမ်းမြောက်ဒီမိုးမိတ်ခရိုင်မှာရှိတဲ့လေကြီးရွာအုပ်စုမှာ KNS ရဲ့စခန်းခုရှိတယ်အဲ့ဒီစခန်းကိုနေပြီးတော့တော့ TNL ကနေပြီးတော့အင်အားညာနဲ့လာပြီးတော့အဲ့ဒီမှာတကယ်အင်အားကိုသုံးပြီးတော့ဒီ task ခန်းကိုသင်ပတ်လိုက်တဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ KIA နဲ့ဒီ TNL ရဲ့ပြဿနာကတော့လုံးဝเนาะပြည်လေးဖို့အဆင်မရှိတော့ဘူးအခုကတော့เนาะဒီအမှတ်၁စစ်တားကိုနေပြီးတော့ AA ကိုပေးလိုက်ပြီဆိုတော့เนาะတော်တော်ကို KA ရတော့ဒီဖက်မှာအာယုံဆိုင်ရဆိုတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ KA ကအလုပ်တစ်ခုကိုလုပ်လို့ရှိရတိတိတက်လုပ်တတ်တယ်ဆိုတော့ပိုင်မှသူတို့ချလိုက်မယ် နော်အခုသူတို့လုံနေတယ်အဲ့ဒီဟာကိုနေပြီးတော့ဒီကချင်းသတင်းမီဒီယာတွေအဲ့ဒီမှာ lobby တွေရှိတယ်နော် lobby တွေကနေပြီးတော့ကျွန်တော်တို့ပြောတာကိုကြားရတယ်ဆိုတော့သူတို့ကတော့ပြင်ဆင်နေပြီဆိုတော့ဘယ်နှစ်စပြီးတော့တိုက်မလဲဆိုတာတော့ကျွန်တော်တို့ separate ဆောင်ရမယ်ဘာဖြစ်လို့ဆိုတော့ဒီ NL ကထပ်ထပ်ထပ်ပြီးတော့ဒီ KN ရဲ့စစ်သားတွေကိုစခန်းတွေကိုတိုင်းနာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့ရန်သူဖြစ်သွားပြီเนาะအမှန်တော့သူတို့နှစ်ယောက်ကမဟာမိတ်ဖြစ်တယ်เนาะသူကိုယ်တိုင်က လက်နက်တွေထောက်ပံ့ပေးတဲ့တင်နန်းတွေပေးတဲ့ဘိုးတွေကိုတင်နန်းပေးတဲ့ဒီပတ်စံတွေအများကြီးရင်းနှီးခဲ့တဲ့လက်နက်တွေအများကြီးထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုကနေပြီးတော့သူ့ကိုပြန်ပြီးတော့တိုက်တယ်နော်တိုက်တယ်ဆိုတော့နော်သူတို့လက်ခံမှာမဟုတ်ဘူးဆိုတော့ဘေးချင်းပေါက်ပွဲမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ဝင်ရှိတယ်ဆိုတော့အခုထပ်ပြီးတော့အဲ့လီကနေပြီးတော့စကန်ခုကို KNS စကန်ခုကိုပြန်ပြီးတော့ထပ်တော့တင်းတယ်အဲ့ဒါ KNS တစ်ခုတည်းမဟုတ်တော့ဘူးအခုနော် PDF ကိုတောင်းမှ သူတို့ကစပြီးတော့ရန်ရှာတာကိုကျွန်တော်တို့တွေ့ရတယ်เนาะ TNL တွေကဆိုတော့သူကလည်းမကြခင်เนาะမကြခင်ကျွန်တော်တို့ပွဲကြီးပွဲကြီးကောင်းလို့သူဆင်နွှဲရနိုင်တယ်ဆိုတော့ဘလို့ပွဲတွေတွေ့ရမလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ငါဆက်တော့ကြည့်အောင်နောက်တစ်ခုကချမ်းမြောက် last show ကနေပြီးတော့မထွက်ခေါ်ဖို့ MND ကိုနေပြီးတော့မြို့ခံတွေကနေပြီးတော့ဆန္ဒပြတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဘာဖြစ်လို့ဆန္ဒပြလဲဆိုလို့ရှိရင်တော့ချမ်းမြောက်ကနေပြီးတော့ တို့ဆုတ်ပေးဖို့အတွက်မအားလာနဲ့အမှတ်ထိုးဖို့စီစဉ်တွေခုပြန်ပြီးတော့တရုတ်ကနေပြီးတော့စီစဉ်ဆွနေတယ်နော်စီစဉ်ခေါ်ပြီးတော့ဆွနေတယ်တွေ့ဆုံဖို့ရှိတယ်အဲ့ဒါကြောင့်တကယ်တမ်းအဲ့ဒီမှာလက်မှတ်ထိုးတဲ့အခါကျလို့ရှိရင်မထိုးဖို့နော်လာရှော့ကနေပြီးတော့မဆုတ်ခွာဖို့ဆိုတဲ့ဟာကိုနေပြီးတော့ဒီနေ့အဲ့ဒီလာရှော့မြို့ခံတွေကနေပြီးတော့ဆန္ဒပြတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမကွေးတိုင်းရေစကြုံမြို့နေမှာရှိတဲ့မိုးကွေးရွာမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးလာတယ်အဲ့ဒါကိုနေပြီးတော့စကစက ပြည်သူရောက်ပေါင်း90ကိုဖမ်းဆီးပြီးတော့ခေါ်ဆောင်သွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာတွေမှာတွေ့ရတယ်။နောက်တစ်ခုကဖလန်မြို့နော်ဖလန်မြို့မှာဆိုလို့ရှိရင်တော့မြို့တင်တိုက်ပွဲတွေသူတို့လုပ်တယ်။မြို့တင်တိုက်ပွဲတွေလုပ်တဲ့ခါကျတော့အဲ့ဒီမှာတိုင်ရင်မူနော်ဒုပိုမူကြီးဝေလဲထုံးကနေပြီးတော့အဲ့ဒီမှာဆုံးသွားတယ်ပြီးလို့ရှိရင်တော့ဒုတိုင်ရင်မူအွန်တီဟာဆိုတဲ့လူလည်းအဲ့ဒီမှာဆုံးသွားတယ်။အဲ့ဒီပြေတော့တိုင်ရင်မူနဲ့ဒုတိုင်ရင်မူနှစ်ယောက်စလုံးအဲ့ဒီမှာတည်သွားပြီးမသဖြစ်သွားပြီနော်။ဆိုတော့အဲ့ဒါကိုနော်သူတို့က ဒီအလောင်းကိုပြန်မရဘူးပြန်မရဘဲနဲ့အဲ့ဒီမှာသူတို့ရဲ့နိုင်ရည်ကိုလုတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့မှဖြစ်တယ်နောက်တစ်ခုကပကိုးတိုင်းစစ်ကွင်းမြို့မှာဆိုလို့ရှိရင်အုတ်တွင်းကျေးရွာအနီးမှာရန်ကုန်ပြည်လမ်းပေါ့နော်ရန်ကုန်ပြည်လမ်းမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာစစ်ကွင်းဒါဆုံခေကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်အဲ့ဒီခါကျတော့အဲ့ဒီမှာမလာဖက်က အယောက်၈ယောက်ပြေးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမာလာကိုလက်နက်ရောက်တဲ့အိန္ဒိယကုမ္ပဏီနော်အိန္ဒိယကုမ္ပဏီကနေပြီးတော့ဆွီဒန်ကနေပြီးတော့အရေးယူလိုက်တယ်။ဆိုတော့အိန္ဒိယနိုင်ငံကရောက်တဲ့ကုမ္ပဏီကလက်နက်ဆက်ရုံပေါ့နော်လက်နက်ကုမ္ပဏီက BEL နော် BEL တူကောင်းတဲ့ BEL ဆိုတော့အဲ့ဒီကုမ္ပဏီကနေပြီးတော့ဒီဆွီဒန်မှာရှိတဲ့ကုမ္ပဏီရဲ့ယင်းနေမြို့နဲ့ထားတဲ့ပြင်ဆင်ရန်ပုံကိုဖွင့်လာနေပြီးတော့သူတို့ကစီးရင်ကိုထုတ်လိုက်တယ်။ ထုတ်လိုက်ပြီးမှသူတို့ကိုတော့တန်ခတ်ပိတ်ဆို့လို့ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်အဲ့ဒါကဒီအိန္ဒိယကမာလာကိုရောင်းတဲ့ဒီလက်နဲ့ရောက်တဲ့ company ပေါ့နော်လက်နဲ့ရောက်တဲ့ company နောက်တစ်ခုကထိုင်းနယ်ဆက်မှာဆိုလို့ရှိရင်တော့ရွှေကုတ်ကိုကေကေပအဲ့ဒီနေရာဒီမှာဆိုလို့ရှိရင်ကြားဖြတ်နေနေရတဲ့ကိုအကြီးအကျယ်လုပ်တယ်ဆိုတော့အယောက်ပေါင်း9000ကျော်ကိုနေပြီးတော့ဖန်းစီပြီးတော့ပို့ထားတာရှိတယ်ဆိုတော့ဖန်းစီပြီးတော့အခုပို့ပို့လုပ်နေစေလိမ့်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာသင်းနဲ့ချီပြီးတော့ နော်ထိုက်ပြီးတော့အလုတ်လေးပတ်နေတော့မယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့အတိတ်ကတော့ KK ဖမှာဘလောက်ထိ နော်ထိုင်းဖက်ကလူတွေဘလောက်ထိပါဝင်ပတ်သက်မှုရှိတယ်လဲအချီးတွေပါဝင်ပတ်သက်မှုဘလောက်ရှိတယ်လဲမာလာဖက်ကပါဝင်ပတ်သက်မှုဘလောက်ရှိတယ်လဲအဲ့ဒီပေတော့မာလာရဲ့အဲ့ဒီမှာဒီမုတ်ချစ်သူရဲ့နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ထက်ထိဒီကြားဖြန့်လုံငန်းကိုနေနေပေါ့တယ်မလုပ်တဲ့ဖွတ်ဖွတ်ရှိတယ်။နောက်အဲ့ဒါကပါလို့ဆိုလို့ရှိရင်တော့ KNU KNU လည်းလုံးဝ နုံနေနေတုန်းကလုံးဝမလုပ်ဘူးအရေးပြရတော့ဈာပြင်းနေနေရမှာသူတို့လုံးဝပေါင်ပတ်သက်မှုမရှိဘူးเนาะတတိမှာလုံးဝတက်လာမှတွေ့ရအောင်เนาะဆိုတော့အဲ့လိုမျိုးအခြေအနေအကြောင်းအခုကဆိုလို့ရှိရင်အဲ့ဒီဈာပြင်းကိုနေနေဖို့ကတော်တော်ကိုခက်နေတယ်ဘာလို့ဆိုတော့အဲ့ဒီမှာတကက်အကြီးစားခေါင်းဆောင်တွေပါဝင်နေတဲ့အခါကျတော့เนาะလူသိမ်းနေချီပြီးတော့ဆက်လက်ပြီးတော့ဒီ company ဒီဈာပြင်းလုပ်ငန်းကိုနေပြီးတော့ဆက်လက် run နေလို့ပဲဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာကျွန်တော်တို့ပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ် ောက်ခုကမကွေးထီလင်းမြို့နယ်မှာရှိတဲ့လေပိုင်းကျောင်းကျေးရွာမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာဆက်ကဆက်ကပုံကျဲတယ်เนาะလေရံပြတဲ့ပုံကျဲတယ်ကျဲတဲ့ခါကျတော့အဲ့ဒီမှာကလင်းမြောက်ပါဝင် နော်ခလေးနှစ်ယောက်ကတော့တည်သွားတယ်နော်အဲ့ဒီနှစ်ယောက်အပါဝင်တန်ရာရရှိတယ်လို့ကတော့28ယောက်တန်ရာရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီမကွေတိုင်းမကွေတိုင်းကိုဒီ MOD မို့ရဲ့စစ်ဒေတာအမှတ်1လို့သူတို့သတ်မှတ်ထားတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ KNY ကနေပြီးတော့ဥဆောင်တယ်နော်ဥဆောင်တယ်ကျွန်တော်တို့ Guard လို့ခေါ်တဲ့ဒီ KNY ရဲ့တကယ့်အကြီးအကဲတယောက်ကနေပြီးတော့သူကဆုံးသွားပါပြီနော်သူဆုံးသွားပြီဆိုတော့ ူဆောင်ခဲ့တယ်เนาะတကယ်เนาะစီမုံအနေနဲ့သူတို့ဥဆောင်တယ်ဥဆောင်ပြီးမှတခါသူဒေဆုံးမိတဲ့နောက်ပိုင်းမှာထိုက်ပြီးတော့သူတို့ကပြန်ပြီးတော့ခရင်ရနေပြီးတော့ဥဆောင်တယ်ဆိုတော့အခုက KN ရဲ့ပฏิပက္ခကဘာဖြစ်လာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ TNL နဲ့အကြီးအကျယ်เนาะပฏิပက္ခတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့ခုနေ့အလံဝေးတယ်เนาะအလံဝေးတယ်ဆိုတော့အခုက AA ကိုလွှဲပေးလိုက်တယ်ဆိုတော့ဒီတင်းကိုပြောတာကျွန်တော်ဟိုးအရင်တော့ကျွန်တော်တလားနှစ်လားကလေးကနေဒီတင်းကိုကျွန်တော်ပြောတယ်เนาะ KN ရဲ့စကန်တစ်ခုကိုနေပြီးတော့ ဒီ TNL ကတင်ဖိုက်လိုက်တဲ့အချိန်မှာကျွန်တော်တခါပြောဖို့တယ်နော်ဆိုတော့အခုကတင်ကြည့်လက်မှာပေါ်ပြနေပြီဆိုတော့အဲ့ဒါကိုနေပြီးတော့မခွေးတိုင်းစစ်တတ်တစ်ကိုနေပြီးတော့ A ကိုခွေးလိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တင်ကြည့်တယ်မှာပေါ်ပြထတာကိုတွေ့ရတယ်ဆိုတော့ခင်ရရတော့ဟိုဖက်မှာတာမွန်ယူတော့မယ်ဒီဖက်ကနေနေအလန်းဝေးတယ်ဒီဖက်မှာ A ချတော့တော်တော်ကိုအလန်းနီးသွားတယ်ပါဆိုတော့ရခိုင်ပြည်တပြည်လုံးကိုသူကတင်ထပ်ပြီးသားဖြစ်တဲ့ခါကျတော့အခုက A ကမခွေးရဲ့ပကိုးရဲ့ ARD ရဲ့နောက်သုံးခုကိုထပ်တော့ဝင်လာတဲ့ခါကျတော့သူ့အတွက်ကတော့ တကယ်အကောင်ဆုံးနော်တောင်လွှဲပြောင်းယူနိုင်ဖို့အတွက်အကောင်ဆုံးအချိန်ဖြစ်တဲ့ခါကျတော့သူကအဲ့ဒါကိုနေမီတော့ယူတယ်ဆိုတော့ကပ္ပစတွေအများကြီးရှိတဲ့နေရာလေးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဟိုရခောက်ကဒီ AOD ထိုင်းကနေပေါ်ပြပြတာဖြစ်တယ်နော်ဆိုတော့ဒီ PDF ဘက်ကဒီဖက်မှာဆင်းလာတယ်ဆိုတဲ့ဟာကို AOD ထိုင်းကလည်းဗီဒီယိုနဲ့ပေါ်ပြပြတာဖြစ်တယ်ဆိုတဲ့ခါကျတော့နော်အခုက ဒီမခွေးတိုင်းကိုနေပြီးတော့အေးကိုလွှဲလိုက်တယ်ဆိုတဲ့ဟာကိုတတင်းကြီးတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မတ်လ17ရက်နေ့မှာတတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းတွေအားဒီကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆွေးကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ